Idea Story Knowledge and Entertainment Channel မှာ ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့ဗောနော်ကိုရခါသီးကိုပုံမှန်စားသုံးပေးတဲ့လူဆိုတဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ပုံမှန်စားသုံးပေးတဲ့လူဆိုတဲ့အကြောင်းမှာပြောခင်မှာကိုရခါသီးရဲ့အာဟာရတာမကိုအရင်သိဖို့လိုမယ်ထင်ပါတယ်ကျွန်တော်တို့ချက်ပြုတ်ပြီးကိုရခါသီး100ဂရမ်ဆိုလို့ရှင်เนาะကျွန်တော်ခုပြောပြမယ့်အာဟာရဓာတ်တွေပါမယ်ပါတယ်ပရိုတင်း3.8%ဂရမ် ကာဗွန်ဟိုက်ဒရိတ်၄ .5 ဂရမ်အမြင့်တက်တက်3.5ဂရမ်ကယ်ဆီယမ်16မီလီဂရမ်မဂနီဆီယမ်12မီလီဂရမ်ဖော့စဖရိတ်18မီလီဂရမ်ပိုတက်ဆီယမ်125မီလီဂရမ်တော့ပါရှိတာပဲဖြစ်ပါတယ်ကျွန်တော်တို့အောက်ဆလိတ်ပံဝင်မှုကိုလည်းသတိထားပါမယ်ကိုရခါသီမှာအောက်ဆလိတ်လို့ခေါ်တဲ့ဓာတ်ပေါင်းတွေပါဝင်ပါတယ်အဲ့ဒီတပေါင်းတွေကကြောက်ကက်ကြောက်တင်နိုင်ခြင်းရှိသူတွေမှာပေါ့နော်ကြောက်ကက်ကြောက်ဖြစ်ပေါ်မှုကိုအားပေးနိုင်ပါတယ်တကယ်လို့ ကြောက်ကြောက်တယ်ပူတဲ့သူဖြစ်မယ်ဆိုလို့ရှင်ဓမ္မမဟုတ်ကြောက်တယ်လွယ်တဲ့သူဖြစ်မယ်ဆိုလို့ရှင်เนาะကောရခါသီးရဲ့ပါဝင်ပေါ့เนาะအော်စလိတ်ကြွေဝါတဲ့အစားအစာတွေကိုတင်းတင်းယုံစားသုံးပေးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီအော်စလိတ်ကြွေဝါတဲ့အစားအစာတွေပေါ့เนาะအော်စလိတ်ပါတဲ့အစားအစာတွေကိုစားတဲ့အခါမှာကျွန်တော်ရေများများတောက်ချင်းဖြင့်ကြောက်ကြောက်တယ်နိုင်ခြေကိုရှင်းချနိုင်ပါတယ်လုံးဝမစားရဘူးလို့ဆိုလိုတာမဟုတ်ဘူးရေများများတောက်ပြီးတော့တင်းတင်းမြန်တဲ့ပမာဏအစားသုံးမယ်ဆိုလို့ရှင်တော့ အန္တရာယ်မရှိပါဘူးကျွန်တော်တို့ကိုရခါသီးတစ်ခွက်ရဲ့အာရတံမိုးနဲ့အောက်ဆလိတ်ပါဝင်မှုတွေကိုသိပြီဆိုလို့ရှင်ကိုရခါသီးကိုပုံမှန်စားသုံးပေးတဲ့လူစုတွေကြောင့်တနည်းပြောမယ်ဆိုလို့ရှင်တော့ပုံမှန်စားသုံးပေးခြင်းဖြင့်ခန္ဓာကိုယ်နဲ့ရရှိလာမယ့်အကျိုးကျေးဇူးတွေကြောင့်ကိုဆက်လက်ကြည့်လိုက်ကြရအောင်နံပါတ်၁ကတော့နှလုံးကျန်းမာရေးအတွက်ကိုရခါသီးစားပေးပါအစီများတဲ့အစားအစာတွေကတလှူကြိုးတဲ့အတွင်းမှာရှိတဲ့အစီအနေကြာစေပြီးတော့နှလုံးကနေသွင်းညှစ်ထုတ်ဖို့ခက်ခဲစေတာကတော့ ဒုရဲနေပါသိမဲ့ထင်ပါတယ်။ကိုယ်တကားသီးစားပေးမယ်ဆိုလို့ရှင်ကိုလက်စတရောကိုထိန်းချည်ရမှာအကူအညီပေးနိုင်ပြီးတော့နှလုံးကျန်းမာရေးကိုထောက်ကူပြုနိုင်လိုပဲဖြစ်ပါတယ်။နံပါတ်2ကတော့စီတိုယောဂအတွက်ကိုယ်တကားသီးစားပေးပါ။စီတိုယောဂဆိုတာကဒုရင်းကြားတက်မြင့်တက်နေတဲ့ယောဂအခြေအနေပဲဖြစ်ပါတယ်။စီတိုယောဂရှိစုတွေဒီကိုယ်တကားသီးကိုစားပေးမယ်ဆိုလို့ရှင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဂလူးစကိုပမာဏညင်မြအောင်ထိန်းသိမ်းပေးနိုင်ပြီးတော့အစာစားပြီးရင်တော့ကြားတက်တက်ခြင်းကိုလျှော့ချပေးနိုင်တယ်လို့ ဒီလောင်မတစ်ခုကစော်ထားချက်တွေရှိပါတယ်။အဲ့ဒီပြင်ကိုရခါသီးမှာပါဝင်တဲ့အမြင့်တက်ကကာဗွန်ဟိုက်ဒရိတ်ဆိုယူမှုကိုနှေးကွေးစေခြင်းဖြင့်သွေးရင်းနဲ့ကြားဓာတ်ကိုထိန်းသိမ်းပေးနိုင်လို့မို့တင်းတင်းမျှသားတဲ့ပမာဏစားပေးပါ။နံပါတ်3ကတော့တွေးရိုးယောဂရှိတဲ့သူတွေကိုရခါသီးစားပေးပါ။ကိုရခါသီးမှာပါဝင်တဲ့ပိုတက်ဆီယမ်ဓာတ်ကသွေးကြောနံရံတွေကိုပြေလျှော့စေခြင်းဖြင့်သွေးပုံချိန်ကိုကျွန်တော်တို့ကျန်းမာတဲ့အဆင့်မှာထိန်းသိမ်းပေးတဲ့အတွက်ကြောင့်မို့တွေးရိုးယောဂအတွက်အထူးကိုသင်လျော်တာပဲဖြစ်ပါတယ်။ နံပါတ်၄ရောတော့ကိုဝင်ဆောင်မိခင်နဲ့ကိုရခါသီစားပေးပါ။ကိုဝင်ဆောင် မိခင်နဲ့အတွက်ပေါ့နော်ဒီ folate, thandat, calcium နဲ့အရေးပါတဲ့ဗီတာမင်တွေများစွာလိုအပ်ပါတယ်။ကိုရခါသီးကကျွန်တော်တို့ folate ထက်ကျေွားတဲ့အတွက်ကြောင့်မို့ကိုဝင်ဆောင်မိခင်တွေအနေဖြင့်ကိုဝင်ဆောင်ကာလမှာကလေးရဲ့အုံနှောင်းနဲ့အာယုံကြောမှကြီးကောင်းမွန်စွာဖင်ပြမှုတွေကိုရခါသီးကိုစားပေးတင်ပါတယ် လုံလောက်တဲ့ folate ကလာမစဲပဲကလေးမွေးပွားခြင်းနဲ့ပြီးတော့အာယုံကြောမာကြီးထုံရင်ခြင်းနဲ့ဖြစ်နိုင်ခြေကိုချောချပင်းတယ်လို့မို့ခေါရခါးသည်ကိုမျှသားတဲ့အစားအစာဖြစ်ထေသွန်းစားသုံးခြင်းဟာကြာမာတဲ့ကိုယ်ဝန်ဆောင်ကာလအတွက်ထောက်ကူပြုမှာပဲဖြစ်ပါတယ်။နံပါတ်5ကတော့ကင်ဆာယောဂကာကွယ်ဖို့ခေါရခါးသည်စားပေးပါ။ကင်ဆာဆိုတာကကျွန်တော်တို့သိတဲ့အတိုင်းပဲခန္ဓာကိုယ်ဆဲတွေပုံမှန်မဟုတ်ပဲပွားများပြီးတော့ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကိုထိခိုက်စေတဲ့ယောဂပဲဖြစ်ပါတယ်။ ကွန်ရခါသီယာကင်စာဆဲတွေပွားများမှုကိုသာစီပေးနိုင်တယ်ပြီးတော့ဆဲသေးဆုံးမှုကိုအားပေးနိုင်တယ်လို့ဆိုထားပါဗျ။အဲ့ဒီပြင်ရန်သားကင်စာဆဲတွေပြန်ပွားမှုကိုလည်းသာစီနိုင်စွမ်းရှိတယ်လို့ဆိုထားတဲ့အတွက်ကြောင့်မို့ကွန်ရခါသီစားပေးတာကတစ်ဖက်တစ်လမ်းကနေကျွန်တော်ဒီကင်စာရောဂါကာကွယ်ဖို့တောက်ပူရရှိစေမှာပဲဖြစ်ပါတယ်။နံပါတ်6ကတော့ဝမ်းချုပ်ခြင်းမဖြစ်အောင်ကွန်ရခါသီစားပေးပါ။ ဘောရခါသီးရဲ့အမြင်တတ်မြင်မာမှုကအစာချေစနစ်တွယ်ရောကျွန်တော်တို့ဝမ်းထုတ်ခြင်းတွယ်ရောကောင်းမွန်စေတာပဲဖြစ်ပါတယ်။ကိုခန်းစနစ်ကိုထောက်ကူပြုတယ်ပြီးတော့အစာချေဖြတ်မှုကိုမြင့်တင်ပေးပြီးတော့အိုတွင်းမှာရှိတဲ့ပိုးမွားစုပေါင်းမှုကိုမြင့်တင်ပေးနိုင်ပါတယ်။ acid ထုတ်လို့မှုကိုလည်းချော့ချပေးနိုင်လို့မို့အစိမ်းအနာတွေအတွက်တက်တာရရစေနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်9ကတော့အရွယ်တင်နှုတ်ပြောစေဖို့ကိုရခါသီးစားပေးလို့ရပါတယ်။ ဓာတ်ရုပ်ဆန့်ကျင်ပစ္စည်းတွေဟာခနာကုန်ဆဲတဲ့ပစ္စည်းချင်းနဲ့ကာကွယ်ပေးပြီးတော့ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါတယ်။ကိုရခါသီးဟာအရေပြတင်းရင်းမှုကိုပေးတဲ့ collagen ထုတ်လုပ်မှုကိုအားပေးခြင်းဖြင့်ကျွန်တော်တို့အရေးကြောင်းနဲ့အရွေမတိုင်မီအုံမင်းမှုလက္ခဏာတွေကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။နံပါတ်၈ကတော့အသေးစီဖုံယောဂအတွက်ဖြစ်ပါတယ်။တဲစီပုံယောဂဆိုတာကအသေးအတွင်းအစီအတွေအလွန်ကြုံစပုံအကျဉ်းချောင်းအသေးရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကိုထိခိုက်စေတဲ့ယောဂဖြစ်ပါတယ်။ ကောရကားတိစားသုံးပေးခြင်းဟာအစီစုပုံမှုကိုလျှော့ချပေးခြင်းဖြင့်အသေးတီရှူတွေကိုကာကွယ်ပေးနိုင်တယ်လို့ဆိုထားပါတယ်။နံပါတ်6ကားလို့ဇီဝကံမယောဂါစုတွေမဖြစ်ဖို့ကောရကားတိစားပေးပါ။ဇီဝကံမယောဂါစုဆိုတာကကျွန်တော်ဒီတွေးတိုးတွေးတိုးယောဂါတွေတွေးရင်းတခြားတဲ့မြန်မာရတာတွေ HDL cholesterol နေပါတာတွေ HDL cholesterol ဆိုတာကကျွန်တော်ဒီကောင်းတဲ့ cholesterol နေပါတာကိုဆိုလိုခြင်းဖြစ်ပါတယ်။ပြီးတော့ triglyceride လို့ခေါ်တဲ့သွေးထင်းအဆီဒက်မြန်မာကျွန် စတာတွေပေါ့နော်ဒီပေါင်းစုခေါ်တဲ့ယောဂစုဖြစ်ပါတယ်ဒီယောဂစုစုပေါင်းရှိမယ်ဆိုလို့ရှင်နော်နှလုံးယုတ်ရဲ့ဖောက်တာတွေမျိုးစားနှင်စီတော်ယောဂဖြစ်တာတွေနဲ့နောက်ချက်ကကျွန်တော်ဒီယုတ်ရဲ့လေဖြတ်ခြင်းတော့ဖြစ်နိုင်ခြေကိုပုံပုံမြန်မာစီလိုပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဇေဝကံမယောဂဆုလို့ခေါ်တဲ့တွေးတိုးတို့နဲ့ကြားကြဲမြမာတာတို့ပေါ့နော်ဒီကောလက်စတရောနည်းတာတို့သွေးရင်းစီများတာတို့ဒီလိုယောဂဆုတွေအဲစုပြီးဖြစ်နေတဲ့လူတွေအနေနဲ့ဆိုလို့ရှင်เนาะကျွန်တော်ဒီဓမ္မရေးကို W7 ထဲမှာပါပါတယ်။ကျမရင်းနဲ့ညညမျှတာတဲ့အစားအစာတွေအသီးအရွက်တွေစားသုံးပေးဖို့လည်းအလွန်ကိုရည်ကြည်တာပဲဖြစ်ပါတယ်။ဒီချိန်ခန်းနဲ့ပုံမှန်လှုပ်ဆောင်ဖို့ကိုလည်းအလွန်ကိုရည်ကြည်တာပဲဖြစ်ပါတယ်။ကျွန်တော်ဒီနောက်လက်ချက်ရှိပါသေးတယ်ဒီခေါ်ရခါသီးကနှလုံးသွေးတို့ကျန်းမာရေးကိုမြင့်တင်ပေးခြင်း ਨੇ ပြီးတော့ကိုယ်လေးချင်းကြာဆင်းရာမှာအထောက်ကိုပြုလို့မို့အထောက်ကိုပြုလို့မို့ဇီဝကံမဒီယောဂါဆိုဖြစ်နိုင်ခြေကိုလည်းရှင်းချပေးနိုင်တဲ့အထဲမှာပါပါတယ် အဲ့ဒီပြန်ကိုရခါသီးကကျွန်တော်အသေးမှာအစီဆူခြင်းကိုလည်းတာစီပေးနိုင်လို့မို့အသေးတွေလည်းအလုံးကိုကောင်းမွန်တာပဲဖြစ်ပါတယ်ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကိုနားထောင်ပြီးပြီးတော့ကြာတော့ဒီကိုရခါသီးစားသုံးခြင်းနဲ့ပတ်သက်ပြီးတော့ခန္ဓာကိုယ်မှာရရှိလာမယ့်အကျိုးကျေးဇူးတွေပြီးတော့ဘလို့လူတွေစားပေးသင့်တယ်လဲဆိုတဲ့အချက်တွေကိုသိရှိလောက်ပြီးထင်ပါတယ်ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးပြီးတော့ကြာတော့ဂျာမန်ရဲ့အကျိုးကျေးဇူးတစုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ် ကျွန်မရဲ့အကျိုးကျေးဇူးဆုံးတရားရရှိခဲ့မယ်ဆိုလို့ရှင်လည်းကျွန်တော်အနေနဲ့အတိုင်းထန်လုံးဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျွန်မရဲ့ဘဝတို့တာတွေလိုပါပြီးစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။